2025ခုနှစ်စက်တင်ဘာလ18ရက်နေ့တနင်္ဂနွေနေ့သတင်းများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။စက်တူကိစ္စတွေရှေ့ရကိစ္စလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စက်တူလုပ်ငန်းရှေ့ရကိစ္စများနဲ့ပတ်သက်ပြီးတော့ရအထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတတ်တဲ့၊သင်တန်းတရတတ်တဲ့၊ဆောင်ပွဲဖြေဆိုရတတ်တဲ့၊အင်တာဗျူးဖြေဆိုရတတ်တဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့ဒီရက်တွေတွင်မှာစိတ်ညစ်ဆရာစိတ်ရှုပ်ဆရာများနဲ့ကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့တည်ထားနော်ခေါင်းတစ်ချမ်းကြိုက်တဲ့အချီရင်းမှာတော့တာယာနေတယ်နော်အကျိုးပေးတဲ့နမကတော့တင်းနဲ့ကိုဖြစ်ပြီးတော့ကံကောင်းစီတဲ့အယောင်မှာအဝါယောင်ဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိပြားမှာအုံတို့ခေါဆွဲကက်လူပေးရမှာဖြစ်ပါလိမ့်ရှင် 2025ခုနှစ်စက်တင်ဘာလ18ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်။အလုတ်ထဲမှာအိမ်မှာပူပင်တောကတွေနဲ့ဇက်တိုက်ဆိုသလိုကြုံရတတ်တယ်။စိတ်အလိုမကျတွေလည်းဒီရက်တွေတင်မှာများနေမယ်။ငွေချေးကန်ဒီကောင်းနေနော်။ရွှေလဝိယရနာ အလားကိုအမှုပညာနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေဝန်လာတတ်တယ်။ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်။ အပူလောင်တဲ့တဲ့ချစ်သူစီကနေပြီးတော့တည်င်းကောင်းနေကြရတဲ့တဲ့အကျိုးပေးတဲ့နံပါတ်ကတော့29ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်ရလျာအနေနဲ့မိမိအိမ်ရှိပြားမှာတပြေ20တညုံကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်စတင်မာလာ19ရက်နေ့အင်္ဂါသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စီးပွားရေးလူမှုရေး အစစအယယာအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ရွှေလဝိယရနာပစ္စည်းတွေဝင်လာတတ်တဲ့ကျမ်းမာရေးကစိုးရိမ်စရာမရှိတော့လေခန္ဓာကိုယ်ရဲ့ဘေဘတ်တစ်ချမ်းမှာကျမ်းမာရေးညံ့နေတတ်တဲ့အချိရေးမှလည်းတာယာနေတတ်တယ်နော်။အကျိုးပေးတဲ့နမကတော့၉နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကတော့အဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှာကြောက်ကြော ကလူပေးရမှာဖြစ်ပါလေရှင်။2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။စိတ်ချမ်းသာစရာတွေဝမ်းသာစရာသတင်းကောင်းတွေနဲ့ပြည့်နေနေတဲ့နေမျိုးဖြစ်ပါတယ်။ဘာပဲလှုပ်လှုပ်ရရဲတာလှုပ်ဆောင်မှာကံအခွင့်အလမ်းတွေအထူးကောင်းတဲ့နေမျိုးဖြစ်ပါတယ်။အချီရေးအိမ်တော်ရေးမှာလည်းတယောက်နဲ့တယောက်ကအထင်အမြင် လွဲစရာတွေနဲ့ဂျုံတွေကတက်တယ်ဂျမ်းမာရင်အနေနဲ့ခြေတော့တစ်ဖက်မှာထိခိုက်တန်ရန်ရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့ကံကောင်းစီတဲ့အရောင်ကတော့အဝါရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရတရာအနေနဲ့မိမိအိမ်ရှိဖျားမှာနနတိကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ကျသာပရိသတ်များအတွက်တနေ့တာဟောဇဒန်ဖြစ်ပါတယ် အလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးကနေပြီးတော့အဆက်တွေကောင်းနေရရှိတတ်တယ်အလုံးနေရာတိုင်းငင်းတွေကအထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါရဲ့ကျမ်းမာရေးအနေနဲ့တတိထားတော့လက်မှန်ထိခိုက်တန်ရာရတတ်တယ် အချိန်ရေးမှာစိတ်အလိုမကျရင်ညနေတက်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးသွားရင်လေစကားပြောဆိုဖြည့်ရှင်းရတာညှင်းကုန်ရတာမျိုးတွေဒီရက်တွေအတွင်းမှာခြုံတွေရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ကိုဖြစ်ပြီးတော့ကံကောင်းစီတဲ့အရောင်ကတော့ညီညူရောင်နဲ့အညူရောင်ပဲဖြစ်ပါတယ်ရရရအနေနဲ့မိမိအိမ်ရှိပြားမှာရှေ့သမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်စက်တင်ဘာလ19ရက်နေ့ တောက်ကြသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ရည်ရထားတဲ့လုပ်ငန်းများကိုရရဲတာလှုပ်ဆောင်မှာမုတ်ချအောင်မြင်မဲ့မိမျိုးဖြစ်ပါတယ်။ချစ်သူစီကနေပြီးတော့လက်ဆောင်ရတတ်တဲ့ ကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ဂျမ်းမာရဲ့အနေနဲ့တတိယနော်လေထိုးတာလေအောင်တာလေနာတာမျိုးတွေဖြစ်တတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ကိုဖြစ်ပြီးတော့ကံကောင်းစေတဲ့အရာမှာအနီရောင်နဲ့ကြက်သေးရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအိမ်ရှိပြားမှာဖြော်ရည်ကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ 2025ခုနှစ်စက်တင်ဘာလ18ရက်နေ့စနေသားမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။မိတ်ဆွေအရင်းနေနဲ့ဒီရက်တွေအတွင်းမှာစကားအခြေအတင်အငင်းအကုန်စကားပြောရတဲ့တဲ့စာချုပ်ကိစ္စဆက်သူရှယ်ယာကိစ္စအတွက်တွေလည်းစိတ်ရှုပ်ရတဲ့စဉ်းညားတဲ့တဲ့အလုပ်တွေကဆက်လို့ရမလို့ဆက်မလို့ရမလို့ဝေခွဲရခက်ဆုံးပြရခက်ဖြစ်နေတဲ့အတွက်ဒီစာရွက်စာတန်းဆက်သူရှယ်ယာ ိစ္စအတွက်တွေကိုချိန်ဆပြီးမှလောက်တာပို့ပြီးတော့ကောင်းနေနော်ဝန္တာဇေယတရင်ကောင်းနေလေဂျာယာတက်တဲ့ခြေတော်ရဲ့အောက်ပိုင်းမှာလည်းထိကိုက်မိတတ်တဲ့သတိထားနော်အချီရဲမှာလည်းတူနဲ့တူကအထင်မြင်လွဲစရာတွေနဲ့ဂျုံတွေရတက်တဲ့အချိုးပေးတဲ့ကနန်းကနှစ်နဲ့ခုံဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကတော့အနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိပြားမှာ ဝင်းငါကလူပေးရမှာဖြစ်ပါရဲ့ရှင်။